ချက်နဲ့တရားရခဲ့တဲ့ဒဏ်ရာတွေကိုဟောင်ချစ်ကိုဆေးတဲ့ခိုင်းပြီးတော့ဟောင်ချစ်ကတေချာထင်းနဲ့ဒဏ်ရာတွေကချော်လဲတာနဲ့မတူတဲ့အကြောင်းကိုပြောလိုက်ပါတယ်။သူများသားနဲ့ချစ်ခံထားတာနဲ့တူတယ်ဆိုတော့ချက်ချင်းပဲအတန်ပြောင်းသွားပြီးတော့မင်းတထေကိုဒီလိုဖြစ်အောင်ဘသူကတိုက်နိုင်မှာလဲကွာဆိုပြီးတော့ confidence ပြည့်နေတယ်ပြောလိုက်ပါတယ်။ပြီးတာနဲ့ဟောင်ချစ်ကတော့အကိုကြီးမသိသေးဘူးနဲ့တူတယ်ဆိုပြီးတော့ရှမ်းလန်ကျောင်းတော်နဲ့ရှမ်းဦးကျောင်းတော်ရဲ့တနှစ်တစ်ခါတိုင်းမြန်ပွဲကစတော့မဲ့ကျောင်းကိုကပြောလိုက်ပါတယ်။ဒီနေ့ကျောင်းမှာလဲအထုတလဲအမွေးနှစ်တော်တဲ့ခါချင်းညံတဲ့နေရာကိုဖွင့်ထားပြီးတော့အဆင့်သုံးနေပဲကိုလေ့ကျင့်စီမဲ့အကြောင်းလဲကြော်ညာထားတယ်လေ။ချက်နဲ့ကတော့ပြိုင်ပွဲဆိုရင်စိတ်ကိုမဝင်စားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။နေကြတဲ့တစ်လျှောက်လုံးတိုက်ခဲ့တဲ့တိုက်ပွဲ ကလည်းနေမှမနေတာချူကြီးကတော့ဒါကျင့်ကြံဖို့အခွင့်ကောင်းမယ်လို့ပြောတယ်ဆိုပြီးတော့ထပ်ပြောရင်းနဲ့မသွားရင်သူများပဲနာမည်ရသွားလိမ့်မယ်ဆိုပြီးတော့ပြောပြီးတိုက်တော့နေပြီလေချန်နန်ကချူကြီးဘာလို့ဒီလောက်တောင်တက်ကြွသွားတာလဲဆိုပြီးတော့မေးလိုက်တော့ရှမ်းဝူကရှောင်းဟုံရဲ့လုံးကျင်တာခံရပြီးတဲ့နောက်မှာ စော်ကားခံရတဲ့လူအများတွေးမိပြီးတော့မြ мян ကြည်ညံဖို့ကြည်ဟိုခဲ့တဲ့အကြောင်းကိုဟောင်းကြည့်တယောက်အတင်းချလိုက်ပါတယ်သူကလည်းကြည်ညံခြင်းပေမဲ့ချက်ရံဆောင်မှာတန်ရှိသေးသွားလို့ရမှာမဟုတ်လို့နေခဲ့ရအောင်မယ်ဆိုပြီးတော့ညှိပြလိုက်ပါတယ်ချက်ချမ်းဆောင်ဆိုတော့တခုခုတွေးလိုက်မိပြီးတော့ဟောင်းကြည့်လက်ထဲကဒစိပြားကိုယူပြီးတော့သွားလေ့ကျင့်ခိုင်းလိုက်ပါတယ်သူကတော့တန်ရှိလုံးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဟောင်းကြည့်ကတော့ချက်နဲ့သူ့ကိုကူတယ်ဆိုပြီးတော့ပျော်သွားပြီမဲ့တကယ်ကချက်နဲ့ကလည်းသူ့အကြံနဲ့သူပါခြေသူတင်တဲ့အကြောင်းကိုပြောပြီးတော့ဝါတော့တကောင်ပြေထွက်သွားပြီလေချက်နဲ့ကတော့ဒီခွေရေးကိုယူပြီးတော့ထမ်းရွံကျန်းစာကိုရှာရမယ်ဆိုပြီးတော့တွေးလိုက်ပါတယ်ပြီးတာနဲ့ချက်ကျင်ဆောင်ကိုတန်ရှိလုံးကိုရောက်သွားပြီလေ အထဲမှာတန်ရှင်းရေးလုပ်နေတဲ့ချမ်းတန်ကိုအထဲမှာလူမရှိတော့တာကြောင့်တန်ရှင်းရေးလုပ်ပြီးသွားရင်သွားနာတော့ဆိုပြီးတော့ဆရာလူကိုတယောက်ကရောက်လာပြီးတော့ပြောလိုက်ပါတယ်ဟုတ်တာလုပ်နေပြီမယ်စိတ်ထဲမှာတော့မဟုတ်တာတွေးနေတယ်ဆိုတော့ချမ်းတန်တယောက်လှန်သွားပါတယ်ဆရာလူကိုထွက်သွားတော့စတော့မယ်ဆိုပြီးတော့ပေါက်စာကိုလှမ်းခေါ်ပြီးတော့ကူကြည့်ထားခိုင်းဖို့ကိုပြောလိုက်ပါတယ်ပြီးတာနဲ့ဒစိပြားကိုတကားစီကိုတခါလေးလှမ်းပြလိုက်ပါတယ်ဒီနေအောင်ဒစိပြားကအတားစီကိုဖျက်လို့မရပြီမယ်အတားစီသတင်းပို့တာကိုတော့တားနိုင်ပါတယ်ချမ်းတန်ကလည်းဒီတစ်ခါသေးရပါ့ထမ်းရွှင်ကျန်းစာကိုရအောင်ယူမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်သူမသိသေးတာကထမ်းရွှင်ကျန်းစာကိုယူဖို့အဲ့လောက်လွယ်ကူမနေဘူးဆိုတာပါပဲပြီးတာနဲ့အရှက်ယူပြီးတော့တကားကိုပြေးထိုးလိုက်ပါ ါပါတယ်။တကားကပွင့်မလာတဲ့အပြင်မှာသူကပဲနောက်ကိုလွန်သွားပြီလေ။ဒါပေမဲ့ချမ်းနံကတော့လက်မလျှော့ပါဘူး။လက်သီးကိုမတုံးတော့ပဲနဲ့ဓားကိုတုံးပြီးတော့အချက်ပေါင်းများစွာပြေးခုတ်ပါတယ်။ကန်ဆိုးကျင်တော့အဲ့ဒါကလည်းမအောင်မြင်ပါဘူး။လူနဲ့အတူဓားပါလွန်ထွက်သွားပါတယ်။ဒါလည်းမရသေးတော့ပေါက်ဆာကိုတစ်ခုခုဆိုပြီးတော့ပေါက်ဆာကိုကင်ပြီးတော့တကားစီကိုအချိန်ချင်းပြစ်ပေါက်လိုက်ပါတယ်။ဒါလည်းမအောင်မြင်ပါဘူး။မိတိုက်ကွက်တော့တုံးပြီးပြီဖွင့်လို့မရသေးဘူး။ရေတိုင်းကိုဆန်းကြည့်မလားဆိုတဲ့အတန်နဲ့အတူဒူချောင်းရောက်လာပြီလေ။နှစ်ယောက်သားတခိုးလူမိတဲ့အပြုံးလေးနဲ့နှုတ်ဆက်လိုက်ကြပါတယ်။ပြီးတာနဲ့ငကားသုံးကောင်ပေါင်းပြီးတော့ပညာပေးတာခံရရပါတယ်။ဆွဲတင်လိုက်ပစ်ချလိုက်နဲ့ရိုလာကူစာစီးနေရတယ်လို့ပါပဲ။သုံးကောင်ပေါင်းပြီး တော့ဘောလုံးလို့ကလည်းပြစ်လိုက်ပါသေးတယ်ဒါကိုကြည့်နေတယ်ဒူချောက်ကတော့ချမ်းချင်းဆောင်ကိုရှောက်ဝင်တယ်မင်းသက်တိမသေးဘူးပဲဆိုပြီးတော့ရေရွပြီးတော့ထွက်သွားပါတယ်ပြီးရတယ်အခုလို့သာမဆုံးမရင်နောက်ကြရင်တချောင်းလုံးကိုပါလှန်ပြစ်မယ်နဲ့တူတယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ချမ်းနံကတော့လေးဘောမြောင်ရင်နဲ့အထင်လွဲလာပါဆိုပြီးတော့អော်ပြီးတော့တောင်းပန်နေရပြီလေနောက်ဆုံးတော့မင်းပြင်းဘောကိုခွေးချကြလာပါတယ်ပေါက်ဆာကလည်းတစ်ချက်ခွင့်ကောင်းဝင်ယူလိုက်ပါသေးတယ် ဘာလို့မင်းလဲဆိုတော့မတိုက်နိုင်လို့ဝင်ပါလာလေဆိုပြီးတော့သူ့လဲနဲ့ငါမျိုးရိုးပဲလေဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ရိုက်ချင်ရင်ရိုက်ချင်တယ်ပေါ့သူ့သားဝင်ကူရင်အပေါ်ကသုံးကောင်ကလှုပ်ပေးမယ်ဆိုပြီးတော့ပြောထားတာကြောင့်ပဲပြောင်းသွားတာပါအဲ့တော့ပေါ့ဆာကလည်းဒကောင်နဲ့ရိုက်ခန့်နေရတာနှစ်ယောက်လုံးရိုက်ခန့်ရတာတစားရင်ပိုကောင်းတယ်လေဆိုပြီးတော့ဆင်ကြေပေးလိုက်ပါတယ်ပြီးတာနဲ့ခေါင်းနဲ့တိုက်ချလိုက်ပြီလေအပေါ်ပြန်တက်သွားတယ်ချက်နဲ့တယောက်ပေါ့ဆာကိုမင်းနဲ့မပြီးဘူးမှဆိုပြီးတော့ချိန်လိုက်ပါတယ်အချိန်ကြာလာတော့ချက်နဲ့မတက်တော့မရဲနိုင်တော့ပါဘူးဂျိုင်းတိုင်တိုင်ဖြစ်နေပြီလေ ဒါကိုကြည့်ပြီးတော့ဒူချောင်းကအခုလောက်ထိခံနိုင်တာအရေးချင်းရှိရလို့ပြောရမယ်ဆိုပြီးတော့ချမ်းနံကိုချီကျူးလိုက်ပါတယ်ချမ်းနံကသူမှားသွားတဲ့အကြောင်းကိုပြောတော့ဒူချောင်းကချမ်းနံကိုအရေးကြီးကိစ္စတာဝန်ပေးဖို့ရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်ဘာမှမပြောသေးဘဲနဲ့သဘောတူလားဆိုပြီးတော့အရင်မေးလိုက်ပါတယ် ီးတာနဲ့ချမ်းတန်ကចောင်းသားသက်ဆိုပြီးမြဲတိုင်းဆွမ်းအားကမနေမဲနဲ့နက်လက်နဲ့လည်းရှိကြကြောင်းချမ်းတန်ကိုလည်းရွေးစင်တရားအဖြစ်ရှမ်းလန်ចောင်းကိုစားထွက်ပြီးတော့ရှမ်းဟူចောင်းတော်နဲ့မိဖွဲ့ပြိုင်ပွဲမှာဝင်ပြန်ခန့်ကျင်တဲ့ကြောင်းကိုပြောလိုက်ပါတယ်ချမ်းတန်တရားခေါင်းကုတ်ပြီးတော့ညှိလို့ရသေးလားဆိုပြီးတော့ဈေးဆက်လိုက်ပါတယ်ဒါဆိုရင်မိန်ကလေးဆောင်ကိုခိုးဝင်တဲ့ကိစ္စသူ့မြေးမလေးတုံဖုံးရေချိုးတာကိုခိုးကြည့်တဲ့ကိစ္စတရားဝင်ရှင်းရလိမ့်မယ်ဆိုပြီးတော့ပြန်ချေကြောင်းလိုက်ပါတယ်တုံဖန်းကကလေးဆန္ဒကြောင့်ဒီကိစ္စကိုအပြင်းကိုမပေါက်ကြားစေချင်တာကြောင့်သူ့ကိုပဲပြောပြတဲ့အကြောင်းကိုပြောပြီးတော့မြေးမလေးတာယူတာခံရတာအဖို့ဖြစ်တဲ့သူကသူ့အတွက်ယက်တိရမှာပေါ့ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်နှကားတက်ကောင်ကနောက်ကနေပြီးထောက်ခံကြပါတယ်သုံးကောင်က ဝိုင်းအော်တာချက်နဲ့တယောက်နားပိတ်ထားရတဲ့အထိပါပဲအဲ့တော့မှအထင်လွဲလာပါဆိုပြီးတော့အမိတ်ကိုတခြားလုံးမဲ့ကြောင်ကိုချက်နဲ့တယောက်ပြောလိုက်ရပါတယ်မလုပ်လို့လည်းမရတော့ပါဘူးပြီးရနဲ့ရှက်ဦးကြောင်တော်ကိုရှက်လန်တင်တဲ့ကြောင်ကဘလောက်တော်လဲဆိုတာပြလိုက်မယ်ဆိုပြီးတော့ဂရီပေးလိုက်ပါသေးတယ်ချက်နဲ့ရဲ့အဖြေကိုဒူကြောင်ကသဘောကျသွားပြီးတော့မနှက်ဖြန်ကစပြီးတော့နှက်တိုက်ပွဲကြီးကျင့်မှာကြင်ကြံမှုကိုဆန်သက်ဖို့အမိန်ပေးလိုက်ပါတယ်တကယ်လို့ချက်နဲ့နိုင်ခဲ့ရင်စုအနေနဲ့ချက်ချဲဆောင်က စာအုပ်တွေကိုကြိုက်သလိုလှန်ဆိုပြီးတော့ပြောလိုက်တာကြောင့်ချက်နဲ့တရောက်တက်ကြွသွားပြီးတော့အခုပဲသွားပြင်တော့မယ်ဆိုပြီးတော့ထွက်သွားပြီလေချက်နဲ့ထွက်သွားပြီးတဲ့နောက်မှာမုံခဲရရောက်လာတော့ကြံတာကိုဆက်ပြီးတောင်းဝင်လိုက်တော့ဆိုပြီးတော့ဒူချောင်းအုပ်ကပြောလိုက်ပါတယ်ဒူချောင်းအုပ်ပါကြံနေလဲဆိုတာကျွန်တော်တို့လည်းမသိသေးပါဘူးတော်တဲ့ကိုရောက်နေတဲ့နှစ်ကောင်ကတော့ခက်လက်လန့်ဖြစ်နေကြပါတယ်ကျောင်းတော်ရဲ့လေးချင်းတဲ့နေရာဆိုပြီးမဲ့တယောက်တည်းလှုပ်ရှားရင်းနည်းနည်းဆုံသွားရကြနေတယ်လေချူကြီးကတော့အတန်ကြားတာကြောင့်တခုခုလာနေတယ်ဆိုပြီးတော့တိတ်တိတ်နေဖို့ကိုဟောင်ချစ်ကိုချက်ပြလိုက်ပါတယ်ခဏနေတော့မြေကြီးတဲကနေဖုတ်ကောင်တွေထွက်လာပြီးတော့ချူကြီးတို့ကိုပြေးတိုက်ပြီးလေ ဟောင်ကျစ်ကသူကဝယ်ပေးမယ်လို့ပြောပေမဲ့ချူဝီတယောက်ဟောင်ကျစ်ကိုတွန်းပြီးတော့ပုံမှန်ဆိုရင်ချက်နဲ့ကပဲဥဆောင်နေတာကြောင့်သူကျင့်ကြံမှုမတိုးတက်လာတာလို့ပြောပြီးတော့ရှေ့ကနေတိုက်လိုက်ပါတယ်အလွယ်လေးပဲဖြုတ်ခွင်းလိုက်ပြီးတော့အစ်စ်နစ်ကလေးကများတွားကြညှက်ဖို့တောင်မလောက်ဘူးဆိုပြီးတော့လေကြီးလိုက်ပါတယ်ဟောင်ကျစ်ကတော့သူ့ကိုစောင့်မအောင်ဆိုပြီးတော့နောက်ကနေပြေးလိုက်ပြီလေ ။ချူရီတို့တိုက်နေတဲ့နေရာစီချမ်းသာရောက်နေပေမဲ့အဝေးတနေရာကပဲပေါက်ဆနဲ့တူတူကြည့်နေလိုက်ပါတယ်။ချူရီကိုကြည့်ရင်လည်းမိန်းကလေးလည်းစူးစမ်းနေပြီဆိုတော့သူလည်းကြည့်ရလာမယ်ဆိုပြီးတော့ပေါက်ဆတာကောင်မော်တီတွေရသွားပါတယ်။ပြီးတာနဲ့ဘာလို့ချမ်းသာကိုချူရီတို့နဲ့တူတူသွားမပေါက်နာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့ဒီအချိန်အနောက်ကနေပြီးတော့အတန်တစ်ခုကြားလိုက်တာကြောင့်တစ်ချက်လက်ကြည့်လိုက်ပြီးတော့ပေါက်ဆကိုအချိန်မရောက်သေးတဲ့အကြောင်းကိုပြောပြောလိုက်ပါတယ်။ ပြီးတာ ਨੇ ကိုကြီးကိုတာကိစ္စသွားရှင်းမယ်ဆိုပြီးတော့ထွက်သွားပြီလေအနောက်ကလူလိုက်လာမှန်းသိတာကြောင့်ခက်ဝဲဝဲနေရကိုအပြန်သွားလိုက်ပြီးတော့တနေရာရောက်တော့ဒီလောက်ကြာကြီးလိုက်လာရတာထွက်လာလိုက်တော့ဆိုပြီးတော့လှမ်းခေါ်လိုက်ပါတယ်ထွက်လာတာကတော့ချမ်းနိုင်ရဲ့ချစ်တော်အယူမာကြီးပါထွက်လာတာ ਨੇ ချမ်းနိုင်ကိုပြေးတိုက်ပြီးလေ ကန်ဆိုးကျင်တော့မောင်နှမ၃ယောက်လုံးပေါ်လာပြီးတော့ချမ်းတန်ကိုသူတို့လိုက်နေတာသိရနေပေါ်လာရဲသေးတယ်ပေါ့ဆိုပြီးတော့စာပြောလိုက်ပါတယ်အခုချမ်းတန်ကဘေးမှာအခုမရှိဘူးဆိုတော့ဒီနေ့ဘယ်ပြေးမလဲကြည့်ရသေးတာပေါ့ဆိုပြီးတော့ပြိုင်သူပြောလိုက်ရပါတယ်ပေါ့ဆာကတော့သူရှိနေရတာနဲ့အခုမရှိဘူးလို့ပြောရအောင်မျက်စိကန်းနေရလားဆိုပြီးတော့ဖျဲပြီးလေချမ်းတန်ကလည်းမင်းတို့၃ကောင်ကိုတိုက်ဖို့လောက်ကတော့အပြည့်လူကူစရာမလိုဘူးဆိုပြီးတော့ပြန်ပြောလိုက်တော့မိစာမကသွေးတွေကုန်ဆိုပြီးမှဒီလိုမန်တက်ရဲသေးလားကြည့်ရသေးတာပေါ့ဆိုပြီးတော့ပြောပြီးတော့၃ယောက်သာပြေးတက်ကြပြီလေအကြီးဆုံးကတော့ဟော်ကြီးလေးကိုမမေးဖို့မှလိုက်ပါတယ်သွားပေးရင်သူတို့ပတ်ဆိုင်ရမှာလေချမ်းတန်ကတော့လာတိုက်တာတွေကိုလက်သီးတွေအများကြီးထုတ်ပြီးတော့ပြန်တိုက်လိုက်ပါတယ် ယ်နောက်တစ်ကောင်ကလည်းအရေးထဲကနေထွက်လာပြီးတော့တိုက်လိုက်တာကြောင့်ရှောင်လိုက်ပြီလေပြီးတာနဲ့ကင်ထားတဲ့ဓာတ်နှချောင်းကိုခြေထောက်နဲ့ကန်လိုက်ပြီးတော့သူ့လက်နှစ်ဖက်ကိုပြန်ဆိုင်ပေးလိုက်ပါတယ်အကြီးဆုံးကတော့ဓာတ်နဲ့ပဲအေးစင်းနှပိုင်းပိုင်းပေးလိုက်ပြီလေမှောက်သွားတဲ့၃ယောက်ကိုဒဏ်ရာပြောက်သွားတော့နာရမေ့သွားတာလားဆိုပြီးတော့မေးရင်းနဲ့ဒီနေရာကရှမ်းလန်ကျောင်းတော်ရဲ့ကျင့်ကြံခြင်းနဲ့မြေဖြစ်ပြီးတော့အားကိုမတုံးရင်ခဏနေကျောင်းကလူတွေရောက်လာတော့မှတော့ဆိုပြီးတော့လိုက်ပိုက်ပြီးတော့ပြောလိုက်ပါတယ် ဟိုဘက်ကတော့မန်တက်နေတဲ့သူကအရင်ရှုံးမှာပဲဆိုပြီးတော့သူတို့၃ယောက်ပဲရှိတယ်ဆိုတာဘလို့သိရလဲဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်တကယ်တော့နောက်တစ်ယောက်ရှိပါသေးတယ်သူကတော့ရုံမပြသေးပဲနဲ့ထွက်လာတာနဲ့ပင့်ကူမြင်တွေကိုထုတ်ပြီးတော့တိုက်လိုက်ပြီးတော့တကယ်တော့ထွက်လာတဲ့သူကကျောင်းတော်မှာသူ့ကိုမြူဆွဲခဲ့တဲ့ကောင်မလေးပါတူကင်ပြီးတော့ချမ်းတန်ကိုတိုက်နေရင်းနဲ့အရင်တစ်ခါလာသွားတာဒီလောက်ဆောတာချမ်းတန်နေနည်းနည်းလေးမှမနှမြောတတ်ဘူးလားလို့မေးရင်းနဲ့ချမ်းတန်ကလည်းသူဒီနေ့ရေချိုးပြီးသွားပြီဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်အဲ့တော့ကောင်မလေးကချမ်းတန်ရဲ့ဝင်းကျင်သွားလို့ရတယ်ဆိုပြီးတော့ပြောရင်းနဲ့ခန္ဓာကိုယ်ကတော့နေခဲ့ရမယ်ဆိုပြီးတော့ပင့်ကူမြင်တွေကိုထုတ်ပြီးတော့ထပ်တိုက်ပြီးလေချမ်းတန်ကတော့နေ့ရဲ့ပင့်ကူအိမ်တွေကအဲ့လောက်ညံ့တာသူ့ကိုနိုင်ဖို့အဲ့လောက်မလို တဲ့အကြောင်းကိုပြောပြီးတော့အောက်ကနေဆက်တိုက်ပြန်ကလိုက်ပါတယ်။ပြီးတာနဲ့ဓာတ်နဲ့ခုတ်ချလိုက်ပြီးတော့အကုန်လုံးပျောက်သွားတာကြောင့်ဒိုင်းမီထင်းနဲ့ပြေးပုံးနဲ့ပေါက်စားတဲ့ကောင်ပြန်ပေါ်လာပြီးတော့ခုနကအရန်ချောတာပဲဆိုပြီးတော့ချီယူလိုက်ပါတယ်။ချန်နန်ကတော့ပြောဖို့လိုသေးလားအမြဲချောနေရလေဆိုပြီးတော့ confident level ကတော့ဆိုးဟိုက်ပါပဲ။ဒါပေမဲ့ချန်နန်မသိလိုက်ခင်မှာပဲအညှို့ခံလိုက်ရပြီးသားဖြစ်နေပါပြီ။ချန်နန်တယောက်နောက်ဆုံးတော့ကောင်မလေးရဲ့လက်ထဲမှာမိလဲသွားပြီလေ။ကောင်မလေးကတော့အကန့်အသတ်မဲ့ဆန္ဒလောကကနေကြိုးစိုးပါတယ်ဆိုပြီးတော့မိသွားတဲ့ချန်နန်ကိုဖမ်းရင်းနဲ့ပြန်ပြောလိုက်ပါတယ်။ချန်နန်တယောက်တတိယသွားတဲ့အချိန်မှာရေကန်ထဲမှာဖြစ်ပြီးတော့ကောင်မလေးကတော့ဘယ်လိုပုံစံကြိုက်လဲမေးရင်းနဲ့ချူကြီးပုံပြောင်းလိုက်တုံဖမ်းပုံပြောင်းလိုက် ်မုံခဲရကိုမြောင်လိုက်နဲ့လုံးပြနေပါတယ်ကျွန်တော်ကတော့မုံခဲရကိုပူကြိုက်ပါတယ်ချက်နံကတော့၃ရောက်လုံးကောင်းနေဆိုပြီးတော့သူ့ကိုမြင်ရတာတော့အရသာပြက်တယ်ဆိုပြီးတော့ရန်ဆလိုက်ပါတယ်ဖြည်သာဖြည်တယ်ဘာမှမလုပ်ရသေးဘူးနှာခေါင်းသွေးကရှန်နေပြီလေကောင်မလေးကတော့ခေါင်းမလေးအသုံးမွေနေကြောင်ကိုပြောပြီးတော့ရှာထုတ်လိုက်တော့မှပဲအကန့်တမဲ့ဆန္ဒလောကဆန္ဒဆိုကြတဲ့ကအကုန်တုတွေကြီးပဲဆိုပြီးတော့ပြောရင်းနဲ့ခေါင်းကိုနှစ်ဖူးနဲ့တိုက်ချလိုက်ပြီလေပြီးတာနဲ့မူလနေရာကိုပြန်ရောက်လာကြပါတယ် ဒါလည်းရတာပဲဟာဆိုပြီးတော့အန်ဩနေကြတော့မှပဲခိုင်ဝမ်ရောက်လာပြီးတော့ချန်တန်ကိုတိုက်လိုက်ပါတယ်တကယ်တော့ခိုင်ဝမ်ကလည်းသူတို့နဲ့တဖွဲ့သေးပါပဲချန်တန်ကတော့ဘာလို့မကောင်းဆိုးဝါးနေလဲပူပေါင်းပြီးတော့ဂိုင်းသူကိုထိခိုက်အောင်လုပ်ရတာလဲဆိုပြီးတော့မေးလိုက်တော့သူကပိုင်ရွက်ပြီကိုကျေးဇူးကျွေးတစ်ခုတင်ထားတာကြောင့်အမားတွေအများကြီးတွေကနေမှမှားတာကချန်တန်ကရန်မစားတဲ့သူကိုရန်ဆားလိုက်တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတာနဲ့ချန်တန်တယောက်အချုပ်ခံရတဲ့အချိန်မှာပဲပေါက်ဆောက်ကိုသွားဖို့ပြောပေမဲ့ပြောမရတာကြောင့်ဆွဲယူပြီးတော့လွှင့်ပြလိုက်ပါတယ်သူကတော့အချုပ်ခံထားရတဲ့အပြင်ရေခဲနဲ့ပါအခဲခံလိုက်ရပြီးတော့ဝမ်းတိုက်တာကိုခံလိုက်ရပြီလေချန်တန်တယောက်ဘာတွေဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော် ျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပြီးပါအောင်ခင်ဗျာ။